ဘရိုနီကာရဲ့ပွဲမလာတော့ဘူးလားလို့ခဏခဏမေးနေကြတဲ့သူတွေတော့ဘရိုနီကာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပြီဗျာတနိုင်ကလုံးဝမြန်မာပရိသတ်တွေကတော့ဘရိုနီကာတို့ရောက်မှပြောနေကြပြီလေဖြစ်ပါတယ်ဘရိုနီကာတော့လက်ရှိမြန်မာနိုင်ငံမှာချန်ပီယံကပ်မှန်းလို့ရတဲ့ fighter ဆိုတာလူတိုင်းသိပါရီဘရိုနီကာနောက်ဆုံးပွဲထိုးခဲ့တာက3လလောက်ကြာနေပြီဖြစ်တဲ့တော့ဘရိုနီကာရဲ့ပွဲကိုပရိသတ်တွေကရောက်မှလိုချင်နေကြပြီပဲဖြစ်ပါတယ် ဒီခေါက်မှာတော့ Bronica ရဲ့ပွဲကို World Championship ကနေကြီးညာချလိုက်ပြီးပဲဖြစ်ပါရဗျာ Bronica ကတော့လာမယ့် November လခဏရဲ့နေ့မှာပဲတကယ်ကိုမှ Kickboxing ပွဲကို Anisa Mesan နဲ့ထိုးသက်ရတော့မှပဲဖြစ်ပါတယ်ဆိုတော့ Bronica နဲ့ထိုးသက်ရမယ် Anisa Mesan ဆိုတာဘာလို့လဲ နော်ဒီဘွဲကခစ်ပေါ်ဆင်ဘွဲထိုးရမှာဖြစ်တယ်ပြိုင်ပဲအနီဆာမဆန်ကအသက်30ခန်းနဲ့အရွယ်ရှိပြီဖြစ်တယ်နော်မကြခင်မှာ40ပြည့်တော့မယ်ဆိုတော့ကျွန်တော်တို့ဒါဘယ်လိုပြောမလဲအသွေးကြုံအများကြီးရှိတဲ့ဖိုင်တာပေါ့ဗျာ1 championship မှာ၄ဘွဲနိုင်၂ဘွဲရှုံးဒါရဲလက်ကိုပိုင်ဆိုင်ထားရီ ျွန်တော် Bronica ကျတော့ World Championship မှာနှစ်ပွဲပဲထူရသေးတယ်။နော်နှစ်ပွဲမှာသပွဲရှုံးထားဖြစ်တယ်။ BIA ကိုရှုံးထားပြီးတော့ဒါ Junior Feathers ကိုဒါအနိုင်ယူထားတာဖြစ်တယ်ပေါ့နော်။အခုဟို Bronica နဲ့ထူရမယ်အနီဆမဆန်မရဘူးတဲ့ခေပေါ့စင်ဒါကဘက်ကမရှိတဲ့လောက်ရှားတယ်လို့ကြားတယ်ဗျနော်ချန်ပီယံကဘကကမရှိတဲ့လောက်ရှားတယ်လို့ကြားတယ်ဝမ်ချန်ပီယံရှိမှပဲမရဘူးတဲ့တခြားဖွဲ့စည်းတွေမှာကစ်ပေါ့စင်ချန်ပီယံကဘအများကြီးရဖို့ကြောင်းလေကျွန်တော်သိရတယ်ဗောနော် ဒါအခုဘရိုနီကာနေလဲခစ်ပေါ်ဆင်ပွဲပဲကစားရမှာဖြစ်တယ်ပေါ့။သူမရဲ့နေပေမှာဘရိုနီကာသွားကစားရမှာပါ။နော်ဘရိုနီကာကျွန်တော်တို့ဒါဘယ်လိုပြောရမလဲ။ရိုးရလေးဝေးကနေတက်လာတဲ့ fighter ဖြစ်တယ်ပေါ့လေ။ကျွန်တော်တို့ဒါမွေထိုင်းမှာတော့သူ့အနေနဲ့ဒါကျွန်တော်ရဲ့မြန်မာလက်သီးကိုပဲအားပြုပြီးတော့ကစားခဲ့တာဖြစ်တယ်နော်ဘရိုဒီကာကမွေးထိုင်ပွဲစဉ်တွေမှာတော့ဒါ clean spine နဲ့တိတ်မစားပါဘူးနော်လေဝင်နောက်ခံကလာရီ fighter ဖြစ်တာကြောင့်လက်သီးထွက်ချက်တွေဒါ အားပြုကစားရည်သူဖြစ်တယ်ပေါ့နော်အခုဒီပွဲလေခေပေါ်စင်ပွဲဆိုတော့ဘရိုနီကာအတွက်ဒါအခွင့်အရေးရှိပါတယ်နော်အရင်ကြီးလဲစိုးရင်ဆရာမလိုပါဘူးလေးချူနဲ့သက်လုံးမချဖို့ပဲပြင်ဆင်ထားရမှာပါသက်လုံးကောင်းတဲ့အာကစားသမားတွေနဲ့တွေ့ရင်နော်ဒါကျွန်တော်တို့အသက်40နာကတ်လာပြီဖြစ်တဲ့နော်အနီဆာမဆာကအခက်ခဲတွေ့တဲ့လေရှိပါတယ်ဆိုတော့ဘရိုနီကာတိတိချာချာပြင်ဆင်ထားပါနော်အကြပိုင်းယူဖိုက်တာကြီးနဲ့ရင်ဆိုင်ရမှာဖြစ်တယ် တို့ရမဲ့သူကကစ်ပေါက်စင်နေပေမှာနော်ဘရိုနီကာကဒါပြိုင်ပေးရနေပေမှာထိုးရမှာဖြစ်တဲ့အတွက်များစွာများစွာနော်ပြင်ဆင်ထားဖို့လိုအပ်ပါရီဘရိုနီကာလည်းခုချိန်မှာနော်ဝိုနစ်ကမကြခင်သူ့ရဲ့ပွဲလာမယ်ဆိုတာလာတော့မယ်ဆိုတာပြည်သက်တွေကိုအတိပေးထားသလိုအကြီးစွာမှနော်လေ့ကျင့်ပြင်ဆင်နေတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရတယ်ဟိုဒီပွဲကိုကြည့်ရဖို့တော့တကယ်ကိုမစောင့်နိုင်တော့ပါဘူးဗျာ